လိုချင်တယ်ဗျာတဲ့ရင်သွေးအိုးထမင်းပေါင်းအိုးဒန်နီအိုးတို့ကိုတဲ့အော်တိုတိုင်းလို့ရလားဗျာတဲ့ဒီကွန်မန့်လေးကိုဖြည့်ပေးရင်းနဲ့မီတာတွေနဲ့ပတ်သက်ပြီးတော့အမှန်မှားနေတဲ့အကြောင်းအရာလေးကိုကျွန်တော်ဒီမှာပြောပြပေးချင်ပါတယ်မီတာတွေဆိုတာကလျှက်စစ်ပစ္စည်းတွေကိုပြင်တဲ့အခါမှာအထောက်အကူပြုတဲ့ပစ္စည်းတစ်ခုဖြစ်ပါတယ်လျှက်စစ်ပစ္စည်းကတော့ကောင်းလားမကောင်းလားကိုကျွန်တော်တို့လူမျက်စိနဲ့မမြင်နိုင်တဲ့အရာတွေကို တိုင်းတာဆင်ဆဲတဲ့အခါမှာဟီတာတွေကနေပြီးတော့တန်ဖိုးကိုပြပေးတာဖြစ်ပါတယ်ကိုတိုင်းလိုက်တဲ့ပစ္စည်းကောင်းလားမကောင်းလားကိုပြပေးတာမဟုတ်ပါဘူးကျွန်တော်ခုပြောတဲ့ဇကားကအနှဲငယ်ရှုပ်ထွေးနိုင်ပါတယ်အဲ့ဒီအကြောင်းကိုကျန်ရဝင်နေဆေးကုတဲ့ပုံစံနဲ့ကျွန်တော်ဥပမာပေးပြီးတော့ပြောပြပေးကြပါမယ် ဆရာဝန်တွေဆေးကုတဲ့အခါမှာဒီသွေးပေါင်ချိန်တဲ့ဆက်တို့ကျွန်တော်နှလုံးခုန်နှုန်းတိုင်းတဲ့ဆက်တို့ ECG ဆွဲတဲ့ဆက်တို့ဆိုပြီးတော့ဆက်အမျိုးမျိုးဆေးကုတဲ့အခါမှာအသုံးပြုရတာမျိုးတွေရှိတယ်။သွေးပေါင်ချိန်တဲ့ဆက်နဲ့လူနာကိုသွေးပေါင်ချိန်တဲ့အခါမှာသွေးပေါင်ချိန်ဆက်ကနေပြီးတော့သွေးပေါင်ချိန်တန်ဖိုးဘလောက်ရှိတယ်ဆိုပြီးတော့ပဲပြပေးတာဖြစ်တယ်။ပြပေးတဲ့တန်ဖိုးကိုမှဆရာဝန်မှရှိတဲ့ဆေးပညာအသီးသူတာနဲ့ဒီလူနာကတော့သွေးပေါင်ချိန်ဒီလောက်ရှိတယ်ဆိုရင်သွေးတို့ရောဂါဖြစ်နေပြီးသွေးပေါင်ချိန်ဒီလောက်ရှိတယ်ဆိုရင်ဘာမှမဖြစ်ဘူးဆိုတာကိုဆရာဝန်ရဲ့ဆေးပညာအသီးသူတာနဲ့ဆုံးဖြတ်ရ ཁེ ဲ့ဒီလိုပဲမီတာတွေဆိုတာကလည်းဥပမာအုံတန်မိုးရှိတဲ့ပစ္စည်းတစ်ခုကိုမီတာနဲ့တိုင်းတော့မယ်ဆိုရင်တိုင်းလိုက်တဲ့အခါမှာမီတာကနေပြီးတော့ဒီပစ္စည်းကအုံတန်မိုးဘယ်လောက်ရှိတယ်ဆိုတာကိုပဲပြပေးမှဖြစ်တယ်ဒီပစ္စည်းကတော့ပြက်နေပြီဒီပစ္စည်းကတော့မပြက်ဘူးဆိုတာကိုပြပေးတာမျိုးမဟုတ်ဘူးကိုတိုင်းလိုက်တဲ့ပစ္စည်းကကောင်းတယ်မကောင်းဘူးဆိုတာကိုသိဖို့အတွက်ကကြတော့ကိုတိုင်းလိုက်တဲ့ပစ္စည်းကဘယ်လောက်အုံတန်မိုးရှိရင်တော့ကောင်းတယ်ဘယ်လောက်အုံတန်မိုးရှိရင်တော့မကောင်းဘူးဆိုတော့ဘလက်ထရောနစ်နဲ့ပတ်သက်တဲ့အသိပညာဘ ഹു တုတာကိုမှရှိထားရမယ် ဲ့ဒီအခါကျမှတိုင်းလိုက်တဲ့အခါမှာမီတာမှာပြပေးတဲ့တန်ဖိုးကိုကြည့်ပြီးတော့ဒီပစ္စည်းကတော့ကောင်းတယ်ဒီပစ္စည်းကတော့မကောင်းဘူးဆိုပြီးတော့ဆုံးဖြတ်ရတာဖြစ်တယ်ကျွန်တော်ပြောချင်တဲ့အချက်ကိုနားလည်ကြလိမ့်မယ်လို့ယူဆပါတယ်ဒီမီတာလေးကတော့ ဖန်ရှင်တွေကိုလူကိုယ်တိုင်ရွေးချယ်စရာမလိုဘဲနဲ့အော်တိုရွေးချယ်တိုင်းပေးနိုင်တဲ့ဖန်ရှင်ပါတဲ့ M11A ဆိုတဲ့ Smart Digital Meter လေးဖြစ်ပါတယ်ဒီမီတာလေးကိုကိုယ့်အတွက်အသုံးလိုလို့ဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ Amanet Electronic Shop Facebook Page ရဲ့ Messenger မှာဆက်သွယ်ပြီးတော့ဝယ်ယူလို့ရပါတယ်တင်နန်းတက်ရှင်တဲ့သူတွေကတော့အိမ်သုံးလျှက်စစ်ပစ္စည်းများပြုပြင်ခြင်း online တင်နန်းနဲ့မီတာများအသုံးပြုနီး online တင်နန်းဆိုပြီးတော့တင်နန်းနှမျိုးရှိပါတယ် ။တင်နှန်းနှမျိုးသလုံးကို Facebook Group မှာတင်ကန်းစာဗီဒီယိုတွေတင်ထားပေးပြီးတော့တင်ပေးတာဖြစ်တဲ့အတွက်ကိုအားတဲ့အချိန်မှာဝင်ရောက်ပြီးတော့လေ့လာလို့ရပါတယ်။ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ဘုသူတရစုံတရားရရှိခဲ့တယ်လို့ခံစားရတယ်ဆိုရင်ဒီဗီဒီယိုရဲ့ comment မှာတစ်ခုခုမှန်ပေးသွားခဲ့စေချင်ပါတယ်ခင်ဗျာ။ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။